နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကငင်းချမ်းရေးအတွက်ပြောဆိုကြတဲ့အခါမှာမှန်ကန်ပြီးအကျိုးရှိတဲ့စကားတွေပြောဆိုကြဖို့အစည်းအဝေးမစခင်မှာတိုက်တွန်းပြောဆိုသွားပါတယ်။ဒါပေမဲ့ပထမဆုံးသူဆုံးဖြတ်ပါတကားတူအမှန်လားအမှန်လားဆုံးဖြတ်ပါဖြစ်ပါတယ်။ဒုတိယအကျိုးရှိတာတကားတူအမှန်လားအမှန်လားဆက်ပါရောင်းရကြပါဘာလို့လဲဒီမှာနောက်ထပ်ဒုတိယကတော့ဒါပြောနေတာအရှင်ရှိရှိမှန်တယ်လို့ဆုံးဖြတ်တယ် ပြီးရင်တော့မအကျိုးရှိသလားအကျိုးရှိသလားတော့ဘာလို့လဲတော့သင်ကြရမှာဖြစ်ပါတယ်ဒီလိုဆိုတော့ဉာဏ်ဉာဏ်ရေးအတွက်ပြောတဲ့အခါမှာမှန်ကန်တဲ့ဇာတ်ရည်ဖြစ်တယ်လို့ပါတယ်အကျိုးရှိတဲ့ဇာတ်ရည်ဖြစ်ဆိုနေတော့ပါတယ်ဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းက NCA လက်မှတ်ရေးထိုးခြင်းဟာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကိုလက်နက်ချခိုင်းတာမဟုတ်ကြောင်းနဲ့လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနားလည်အောင် ပြောဆိုပေးဖို့လိုအပ်ကြောင်းပြောပါတယ်။အရင်ကမှ ငင်းငင်းနဲ့ပတ်သက်လို့ရှိရင် NC တွေဟာကျွန်တော်တို့တိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေလက်နက်ချဖိုင်တဲ့အချက်ပေါ့ဒါလူတိုင်းသိပါတယ်သို့တော်လည်းပဲတချို့ဖွဲ့စည်းများကနားလည်မှုတွေ့နေတာ NC တွေလက်မှတ်ထိုးခြင်းလက်နက်ချတိုင်းတွေဆိုတဲ့အယူအဆစွန့်နေရှိဒါတွေကိုနားမလည်သေးတဲ့ဖွဲ့ပေါ့နားလည်ပြီးတော့မှနာမည်နာမည်နာမည်ကြောင့်ဆုံးတဲ့ဖွဲ့တွေပြီးအောင်လို့ကျွန်တော်တို့လက်မှတ်ထိုးကြတာအဲဒါတိုင်းသာခေါင်းဆောင်ကြီးများက င်သာအရှင်သာကိုရာပစ္စည်းတက်ကြီးနဲ့ပစ္စည်းဒါလေးတွေလည်းတိုက်တွန်းပစ္စည်းတွေပေါ့တော့ကရင်မျိုးသားအစီယုံ KNU ရဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမှုတူစီဖိုးကတော့ငင်းချင်ရေးဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာအပြန်အလှန်ဆွေးနွေးမှုပုံစံမဟုတ်ပဲလိုချင်တာကိုယူလာပြီးအတီးပြုတ်တဲ့နှီးမျိုးနဲ့မြန်မာနိုင်ငံရဲ့နေရှိုင်းတဲ့နိုင်ငံရေးပြဿနာကိုဖြေရှင်းလို့ရမှာမဟုတ်ကြောင်းပြောပါတယ် ဒါအပြင် NCA စာချုပ်မှာပါတဲ့အချက်လက်တွေအတိုင်းအကောင့်ထဲပေါ်နိုင်ခြင်းရှိမရှိကိုလက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကစောင့်ကြည့်နေကြောင်းလဲဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကပြောဆိုသွားပါတယ်ကျွန်တော်တို့ MCA အကောင့်ထဲပုံမှုတွေရဲ့အောင်မြင်မှုအပေါ်အခက်ခွဲတဲ့ကြော်ရွားနိုင်မှုအပေါ်လက်မမထိုးရသေးတဲ့အဖွဲ့တွေကစောင့်ကြည့်နေပါတယ် ကျန်နေတဲ့အခွက်တွေပါဝင်လာကိုဆွဲဆောင်တဲ့နေရာမှာကျွန်တော်တို့တွေ့ရ FCA ပေါ်ဘလော့လင်းရမှုရှိပြီးဘလော့အောင်မြင်အောင်အကောင့်ထဲပေါ်နိုင်လဲဆိုတာကိုပြသဖို့လိုပါတယ် လက်မှတ်ထိုးထားတဲ့တိုင်းသားအဖွဲ့တွေရဲ့ဒေတာတချို့မှာ NCA စာချုပ်မှာပါတဲ့အတိုင်းအကောင့်ထဲမဖော်နိုင်တာတွေရှိတာကြောင့်ဘာတွေအခက်အခဲရှိလဲဆိုတာကိုပြန်လည်ဆန်းစစ်ပြီးပွန့်ပွန့်လင်းလင်းညှိနှိုင်းဆွေးနွေးဖို့လိုအပ်ကြောင်းလဲဗိုလ်ချုပ်ကြီးစောမှုတူစေဘိုးကထည့်သွင်းပြောဆိုသွားပါတယ်ဒီကနေ့အစည်းအဝေးမှာပြည်အောင်စုငင်းချမ်းရေးညီလာခံဒုတိယအကြိမ်ပင်လုံးကိုလာမယ့်မေလ24ရက်နေ့မှာစတင်ကျင်းပဖို့အတွက်သဘောတူဆုံးဖြတ်ခဲ့တယ်လို့ပုံအုံမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO ကဗိုလ်မှူးကြီးခွန်အုပ်ကာကပြောပါရတယ်။ မနေ့ပိုင်းသဘောတူတာတော့24ရက်နေနေလာအလုံးပုံလေးချက်ညီပေါ့ဗျာအစိုးရတမတော်နိုင်ငံရေးပါတီ EA ကိုအလုံးအာဒီစုံစုံညီတက်ရောက်နိုင်ပြီးတော့ဒီကုလသမဂ္ဂအထွေထွေတွင်မှုကျုပ်တို့ဘာတို့ပါတက်နိုင်တဲ့ရက်က24အဲ့ဒါတော့ဒီမနေ့ပိုင်းမှာတော့အချိန်နဲ့ဆွေးနွေးပြီးတော့အာဒီသဘောတူလိုက်တာ ဒီကနေ့ကျင်းပတဲ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်အကောင့်ထဲဖော်ရေးဆိုင်ရာညီနိုင်အစည်းအဝေးကိုနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းနဲ့တိုင်းသာလနဲ့ကိုင်းဖွဲ့စည်းတွေဘက်ကဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ဗိုလ်မှူးကြီးခွန်အောင်ကစတဲ့ခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါရဲ့ရှင်။